မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ24ရက်ဒီဂရီနေနဲ့9နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လေပင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်သင့်တင့်ဖြစ်ထွန်းနေပြီးကပလီပင်လေပင်မြောက်ပိုင်းနဲ့ကြံမင်္ဂလားပင်လယ်အော်တို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပါမည်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့တွင် နေရာကျကျတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးထေချုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်သိမ့်တင်ဖြစ်ထုံးပါမယ်။မြမပင်လေးပင်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမယ်။ လိုင်းမြမာမြမကန်ရုံနဲ့တခြားနဲ့ကန်းလုံပင်လေပြင်းတို့တွင်၄ပြည်မှ9ပြည်ကန်ရှိနိုင်ပါတယ်။နောက်နေ့အထက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ AR တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျကျဲမိုးထစ်ချုံရွာပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နဲ့ဤတဝိုင်းတွဲဒီကနေ့ညနေတိခမ်းမန်းချက်ကတော့တိမ်တိမ်တိမ်ဖြစ်ထုံးပါမယ်ရှင်။